င်္ဂလာပါရှင်။တနင်္လာရီတိုင်းသတင်းဌာနမနက်ခင်းသတင်းအစီအစဉ်ရဲ့မီလာတရရဲ့အတော်နောက်ဆုံးရသတင်းတွေကိုပြပြပေးမှာဖြစ်ပါတယ်ရှင်။တနင်္လာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြောင်နေ့အထိပုံမှန်တင်ဆက်ပေးကြပါမယ်ရှင်။ ရှမ်းပြည်တမတော် SSPP နဲ့မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တမတော်တို့အကြားကနှစ်ဖက်စစ်ရေးတင်းမာမှုတွေကိုနှစ်ဦးနှစ်ဖက်ဗဟိုအဆင့်တူဆုံဖြစ်ရှင်းမယ်လို့ SSPP ကမနေ့ကထုတ်ပြန်ပါတယ်။အခုလ28ရက်နဲ့29ရက်နေ့တာအတွင်းအောက်ခြေတပ်ဖွဲ့တွေအကြားစစ်ရေးထိတွေ့မှုရှိကျင်အထိဖြစ်ပွားခဲ့တာကြောင့်အခုလိုဖြစ်ရှင်းရတာဖြစ်တယ်လို့လည်းဆိုပါတယ် ရှမ်းပြည်နယ်မြောက်ပိုင်းတီပေါ်နယ်လာရှိုးမြို့နယ်အဆက်မှာရှိတဲ့တီပေါ်မြို့နယ်ထဲကနမကြီးရွာအုပ်စုအတွင်းမိုင်းရဲစင်ကြော်လန်းအတိုင်းနှစ်ဖက်စီရီတင်မာနေတာဖြစ်ပါတယ်။အခုလိုစည်ရီတင်မာနေချိန်မှာလာရှိုးမြို့နယ်အပိုင်းဟန်နာရွာကကိုကန်တပ်ဖွဲ့ဝင်တွေကို SSPP တပ်တွေကဖမ်းဆီးထားတဲ့ဆိုရဲအချက်ကိုလည်း SSPP ဘက်ကညှင်းချက်ထုတ်ထားပါဗျ။ လောင်လုံးမြွနဲ့ကျောင်းနေမော်ရွာကပြူစောတိအဖွဲ့ဝင်ဦးနဲ့နိုင်စိုးကိုဖမ်းဆီးထိန်းသိမ်းထားတယ်လို့ Special Guerrilla Force အထူးပျောက်ကြားတပ်ဖွဲ့ကမနေ့ကထုတ်ပြန်ပါတယ်။အခုနှစ် February လမှာကလေးကဖမ်းဆီးခဲ့တာဖြစ်ပြီးဦးနဲ့နိုင်စိုးရဲ့ကားထဲကစာရွက်စာတမ်းတွေကိုစစ်ဆေးခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီလိုစာရွက်စာတမ်းတွေနဲ့ဦးနဲ့နိုင်စိုးကိုစစ်ဆေးမှုတွေအရာအရသာပြည်သူတွေကိုလက်နက်နဲ့နှိပ်စက်ညှဉ်းပန်းတာစစ်တပ်အတွက်ပစ္စည်းတည်ယူပေးတာရွာထဲကိုစစ်တပ်ခေါ်ယူနေထိုင်တာ ရွာထဲမှာလက်လက်ကန်ဆောင်သွားလာတာတွေနဲ့စစ်ကြောင်းထိုးရွာတွေမှာပါဝင်ခဲ့တာကိုတွေ့ရှိရတယ်လို့ထုတ်ပြန်ထားပါတယ်။ဒီအဆက်တွေကြောင့် Special Guerrilla Force အထူးပျောက်ကြားတပ်ဖွဲ့အနေနဲ့ပြည်စောတိအဖွဲ့ဝင်ဦးနဲ့နိုင်စိုးကိုထိန်းသိမ်းထားလိုက်ပြီးဖြစ်တယ်လို့ဆိုပါတယ်။ ငလျင်တန်ကျောက်ပျက်စီးခဲ့တဲ့နေပြည်တော်မန္တလေး၊စကိုင်း၊ပဲခူး၊မကွေးနဲ့ရှမ်းပြည်နယ်တွေကအစိုးရဌာနအဆောက်အဦတွေကိုပြန်လည်ပြင်ဆင်ဖို့မူလဆောက်လုပ်ခဲ့တဲ့ကုမ္ပဏီတွေကိုတာဝန်ပေးသွားမှာဖြစ်တယ်လို့စစ်ကောင်စီကဆိုပါတယ်။သက်ဆိုင်ရာဝင်ကြီးဌာနတွေရဲ့လက်ရှိတည်ဆောက်ရေးလုပ်ငန်းတွေဆောင်ရွက်နေတဲ့ကုမ္ပဏီတွေနဲ့အင်ဂျင်နီယာအသင်း၃သင်းကထောက်ခံပေးထားတဲ့ကုမ္ပဏီတွေကိုပါတာဝန်ပေးသွားမယ်လို့လည်းသိရပါဗျ။ ီပြီးတော့တိဆောက်ရေးမှာပါဝင်ခဲ့ကြတဲ့ကုမ္ပဏီတွေကိုလည်းနီပြီးတော့စီပင်သားရရေးကော်မတီကိုဆက်သွယ်ကြဖို့စစ်ကောင်စီဘက်ကကြေညာလျက်ရှိပါတယ်။ရီချူမျိုးနယ်နဘူးလေဒေတာလဲရှောင်ရွာတိုက်ပွဲမှာစစ်ကောင်စီတပ်ဘက်ကတပ်သား၈ဦးထံမှနေတည်ဆုံခဲ့ပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ရီချူမျိုးနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ပါတယ်။ အခုလ24ရက်မနေ့7ရက်နေ့ဝင်းကျင်ကလဲရှောင်းရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့ရေဖြူမြို့နယ်မဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေအကြားနှစ်ရက်အကြာတိုက်ပွဲဖြစ်ပွားခဲ့တာပါ။အဲဒီတိုက်ပွဲမှာရေဖြူပကဖတာဂရစစ်ကြောင်းတဝဲခင်အမှတ်တတရင်ဒေါနာစစ်ကြောင်း3ရက်တက်ခွဲ4တက်ခွဲ6တက်ခွဲ9တဝဲခင်ပြည်သူ့ကာကွယ်ရေးတပ်ဦး DGRF ငကားနေပျောက်ကြားတက်ဖွဲ့နဲ့ရွှေပြည်လုံးတက်ဖွဲ့တွေပါဝင်တိုက်ခိုက်ခဲ့ကြတယ်လို့သိရပါဗျ။ လောင်လုံးမြို့နယ်အတွင်းကင်းလှည့်ထွက်လာတဲ့ပြည်စောတီခေါင်းဆောင်ရဲ့ကားကိုတော်လိုင်းရေးတပ်ဖွဲ့တွေဘက်ကလျှက်တပြက်တိုက်ခိုက်ခဲ့တယ်လို့လောင်လုံးဘက်ကဖကထုတ်ပြန်ပါတယ်။အခုလ28ရက်နေ့မွန်လွယ်ပိုင်းတနအိုင်ဝင်းကျင်မှာတိုက်ခိုက်ခဲ့တာဖြစ်ပြီးပြည်စောတီခေါင်းဆောင်ရဲ့ကားပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။တိုက်ခိုက်မှုအတွင်ပြည်내စစ်ကောင်စီတပ်သား3ဦးသေဆုံးခဲ့ပြီး2ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ကျုံးစုမြို့နယ်ထဲကကြေးရွာအချို့မှာ ကျောစုနဲ့တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေပူးပေါင်းစစ်ရေးလှုပ်ရှားမှုတွေရှိလာနိုင်လို့ဒေသခံတွေအနေနဲ့သတိနဲ့နေထိုင်ကြဖို့မနေ့ကထုတ်ပြန်ထားပါဗျ။ကျောစုမြို့နယ်ကမိုင်းတွေရှော့တုံးမော်ပဲတိုင်ရမုံဖျားထွက်သင်္ကန်းဆောင်ဒဇင်ဆောက်ရည်ကြီးရွာတွေမှာစစ်ရေးလှုပ်ရှားမှုတွေလှုပ်ဆောင်မှာဖြစ်တယ်လို့ဆိုပါတယ်။ ဒါကြောင့်အဲ့ဒီကြီးရွာတွေကဒေသခံတွေအနေနဲ့သတိထားရှောင်ရှားကြဖို့နဲ့တိုက်ပွဲတွေဖြစ်လာရင် လုံခြုံတဲ့နေရာတွေမှာနေထိုင်ကြဖို့လည်းအသိပေးထားပါဗျ။တနင်္လာနေ့တိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။